လာမယ့်အာဆီယံဆွေးနွေးပွဲမှာမြန်မာရွေးကောက်ပွဲနဲ့ရခိုင်ပြည်နယ်ကဒုက္ခသည်တွေကိုအကူအညီပေးရေးကိစ္စတွေကိုဆွေးနွေးဖို့ရှိတယ်လို့နိုင်ငံပူးပေါင်းသတင်းစာရှင်းလင်းပွဲမှာအမေရိကန်နိုင်ငံသားဝင်ကြီးကပြောဆိုလိုက်ပါတယ်။ခွန်မသာကတင်ဆက်ထားတာပါ။ နိုင်ငံခြားရေးဝန်ကြီးဦးဝနမွန်လွင်နဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီတို့ဟာစက်တင်ဘာလ30ရက်နေ့ကတွေ့ဆုံပြီးပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ရှင်းလင်းပွဲကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြုလုပ်ခဲ့ပြီးလာမယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတမ္ဒါဥပမာတက်ရောက်မှာဖြစ်ပြီးရွေးကောက်ပွဲကိစ္စနဲ့ရခိုင်ပြည်နယ်ကဒုက္ခသည်အရေးကိစ္စတွေအပါအဝင်ဆွေးနွေးသွားဖို့ရှိတယ်လို့ပြောပါတယ်။ President Obama will be traveling to Myanmar in a month, a little more than a month. we look forward to ဒါပဲတလကြော်ကြော်အတွင်းမှာပဲနေပြည်တော်မှာကျင်းပမယ်အာဆီယံထိပ်သီးအစည်းအဝေးတရားဖို့တမန်အိုဘာမားကမြန်မာနိုင်ငံကိုတွားဖို့ရှိပါတယ်အဲ့ဒီမှာဒေတာတွင်းကိစ္စတွေကိုဆွေးနွေးကြမှာဖြစ်တယ်လို့ရွေးကောက်ပွဲလုပ်ငန်းတွေပြုပြင်ပြောင်းလဲရေးတခါရခိုင်ပြည်နယ်ကအကူအညီလိုနေတဲ့ဒုက္ခသည်တွေကိုလူသားချင်းစာနာမှုအကူအညီပေးရေးအမေရိကန်မြန်မာနှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုတွေနဲ့နောက်ဆုံးအစည်းအဝေးမှာနှစ်နိုင်ငံအာမခံချက်တွေကိုအလေးထားဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါဖြင့်အမေရိကန်နိုင်ငံသားယဝန်ကြီးဂျွန်ကယ်ရီကအဲ့ဒီအစီအဝေးကနေပြီးနိုင်ငံအခြားအထောက်အကူတွေဖြစ်မယ်လို့မျှော်လင့်တဲ့အကြောင်းပြီးတော့တမ်တောက်ဥပမာနဲ့တမ်တောက်ဥသိန်းစိန်တို့တွေ့ဆုံဖို့ရှိပြီးသူ့အနေနဲ့ချထားမဲ့အခြေခံအလုပ်ကိစ္စတွေကိုလည်းကူညီသွားဖို့ရှိတယ်လို့ပြောပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာတော့နိုင်ငံအခြားဆက်ဆံရေးကိစ္စတွေဆွေးနွေးသွားမှာဖြစ်တယ်လို့ဦးဝနာမောင်လွင်ကပြောပါတယ်။ Secretary Kerry has mentioned that we have a very uh, fruitful uh, discussion in the နိုင်ငံရေးဝန်ကြီးဂျွန်ကယ်ရီပြောတဲ့အတိုင်း အာဆီယံအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့အကျိုးဖြစ်ထွန်းစေတဲ့ဆွေးနွေးမှုတွေရှိပါတယ်။ပြီးတော့ဒီနှစ်တည်းနှစ်လအတွင်းမှာပဲအစည်းအဝေးကျင်းပမှာဖြစ်ပါတယ်။ဒါကကျွန်တော်တို့ရဲ့၃ချိန်မြောက်တွေ့ဆုံခြင်းဖြစ်ပါတယ်။ဒီရက်ဆွေးနွေးပွဲမှာလည်းမြန်မာနဲ့အမေရိကန်နိုင်ငံကြားဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအကြောင်းတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်။ဒါပြင်ဥဝနမွန်လွင်ကစက်တင်ဘာလ29ရက်နေ့တုန်းကလည်းမြန်မာနိုင်ငံရဲ့လူအခွင့်အရေးအခြေအနေတွေဟာတိုးတက်ကောင်းမွန်လာပြီးအလေအလအဆင့်ထိရောက်နေပြီဖြစ်တဲ့အတွက် နေစင်ကုလာတမ်ကထွေထွေညီလာခံမှဆွေးနွေးတဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအခြေအနေအစီအစဉ်ကိုဖော်ရှားပေးဖို့69ကျင်းမြောက်ကုလာတမ်ကအစီအဝင်မိခုံမှထက်သွင်းပြောဆိုခဲ့တယ်လို့နိုင်ငံတကာအနေနဲ့မြန်မာနိုင်ငံကိုဆက်လက်အကူအညီထောက်ပံ့ပေးဖို့ကိစ္စကိုလည်းတောင်းဆိုခဲ့ပါတယ်။အမေရိကန်နိုင်ငံအခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကတော့ကိုလာတမ်ကမှာမြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေကိုဆွေးနွေးတဲ့အစီအစဉ်ကိုရုပ်သိမ်းပေးဖို့အတွက်စောလုံးတည်တယ်လို့ထောက်ပြသွားပါတယ်။ကျွန်တော်ခွန်ပါတာပါ။